ဒီနေရာမှာကျမတို့ရိုသေလေးစားစွာအလုပ်လုပ်ကြည့်အောင်ရှင်။ဟုတ်ကဲ့။အငိမ့်ဆိုသည့်သဘောတဘာဝကိုပြောရရင်ဖြင့်ငိမ့်ညမ်းခိုင်သည့်အငိမ့်မင်းသမီးတယောက်အနေနဲ့ဒီနေရာမှာတာဝန်ယူရတာရှင်။ဟုတ်ကဲ့။အဲ့တော့အငိမ့်မင်းသမီးဆိုသည်ကဘာလို့ခေါ်တာလဲလို့မေးရင်မင်းသမီးက၃မျိုးရှိတယ်။ဘယ်လို?ကောင်းမော်စရုံးတင်ခိုင်မသိမ့်ဝှက်ထား 送不完，欠他了，进周围买。俺老老板进不住了，没那么当没有心人心。俺没那么当没有个把脸都不要了。现在嘛，没哪能做干了，啥也没有了。那搁那喂嘛，没有道理个，没有的米了喂干的。 အဲ့ဒါလဲမင်းသမီးပဲနော်ဟုတ်ကဲ့အမျိုးသားတွေကအမျိုးသမီးလိုပြင်ဆင်ချက်တပြီးအလုံးလုံးတဲ့မင်းသမီးကိုကြတော့နတ်မင်းသမီးလို့ခေါ်တယ်ရှင်ဟုတ်ကဲ့ကျမတို့တွေကတော့ငိမ့်ညမ်းခိုင်ကတော့အငိမ့်မင်းသမီးပါတယ်ရှင်ဘာဖြစ်လို့လဲစိုင်းလူရှင်တော့မင်းသမီးဖိုကနောက်သုံးလုံးအပေးယူညံ့ညံ့တွတ်ဖက်ညီညီအလုံးလုံးကြတော့မှာကိုဟုတ်ကဲ့ဒါကြောင့်အလုံးလုံးပို့ချင်းမတူတဲ့မင်းသမီးသုံးမျိုးကိုကျမတင်ဆရာမြင်ဆရာကြားဆရာများနဲ့အတူကျမရဲ့အဓိကပတ်မိုးရှင်ကျမဆရာလေးလေးဥအောင်ဝမ်းတူဟုတ်ပါဦးကြီး တန်ဖိုးပေးမှုနဲ့အတူကျမအလုပ်လုပ်တော့မယ်မင်းသမီး၃မျိုးတည်နံပါတ်၁ကမှကဇန်မင်းသမီးလို့ခေါ်တာကိုဟုတ်နံပါတ်၁ကမှကဇန်မင်းသမီးမင်းသားကိုအားကိုးတော့မယ်မင်းသမီးအမျိုးသားပါရှင်မင်းသားကိုအဓိကထားအလုပ်လုပ်ရမယ်ဇန်မင်းသမီးကိုကမှာမို့လို့နောက်ကကျမဆက်ရလေးလေးကလျက်ပန်းဆိုတဲ့တခြင်းတော်တပိုက်နဲ့ဇက်ထဲကမမမင်းသမီးများဒီလိုအလုပ်လုပ်ကြတဲ့ရှင် khuyên nói Lê tuệ yêu nghe Lê tuệ yêu nghe Lê tuệ yêu nghe Thank <laughs> you. ถ้าตะเมียมิตรตามยารากะฉิตตาตะปะโพตองบะรุตองก็ท้องหนองช่อต้องหนองจอมาล่ะญิ่นสังกีตะมอตะซิงเวยพั่วสินเนี่ยมอมองพะยามอมองพะยาตะเมรอลีลีมองจีโกฉิตลาจีเยพะยาไจ่ลาจีเยพะยามิตรตาริชิ่งลาจีเยพะยาถ้าจังตะเมรอเยฉิตตามิตรตาริโกมองมองแบ่บ่ติสสาตันยายินลีฉิ่นลุเยเดมะกงเนไจ่ลุเยเดมะมะกงเนหวัดตองอีมิ ါကဲရှင်ကဲအဲ့တော့ဒါကဇံမင်းသမီးကိုခေါ်တယ်ကိုရဲ့ဇံမင်းသမီးဆိုတော့အမျိုးသားတွေအမျိုးသမီးလို့ပြင်ဆင်ချက်တပြီးနှကနာတွေမှာအလုတ်လုတ်တာကိုနတ်မင်းသမီးလို့ခေါ်ပါတယ်နတ်မင်းသမီးကြတော့ကျမတို့လေးစားရတယ်ဘာလို့လဲအများအပြားအမျိုးသားတွေကကတာအဲ့တော့ကျမတို့အညိမင်းသမီးတွေလိုက်ကမမီနိုင်ဘူးဘာကြောင့်လဲလို့မင်းခွန်အားချင်းလည်းမတူဘူးရှင်အားချင်းလည်းမတူပါဘူး ဒါကြောင့်နတ်မင်းသမီးများကိုကျမတရံပြောင်းမှာမို့ကျမဆရာကပတ်မို့ပေးတာကလေးလေးဒီလိုသားကြောင့်ရှင်

ကြံသေးတယ်ရှင်ကြံတာကအငိမ့်မင်းသမီးလို့ခေါ်တယ်ငင်းညာခံရဟိုးအညာကလာခဲ့ရတာအညာသူအစ်စ်ပါရှင်ကျမတို့အညာမှာတော့ဒီလိုစင်ကြီးတွေမရှိဘူးကျမတို့အလုံးလုံးနေရတာကဂရင်ထိုးထားတယ်ဂရင်တလုံးပေါ်မှာတက်ကားတယ်ဂရင်တို့အငိမ့်ဆိုတာရှိတယ်ဟုတ်တယ်ရှင်အဲ့တော့ပရိသတ်ကစူတဲ့သူလည်းပါတယ်ငိမ့်တဲ့သူလည်းပါတယ်ဒီလိုတချင်းတွေဆိုကနေတော်တော်ပရိသတ်ကိုကျမတို့မအုပ်စီးနိုင်ဘူး ော့စူနေတဲ့သူကောငိမ့်နေတဲ့သူကောစကားပြောနေတဲ့သူကောအလုံးတသိတသန်တမိတ်ဖြစ်ပြီးငိမ့်သွားအောင်ကခြောက်လုံးမတီးတဲ့ဆရာကိုအကူရလားဟုတ်တယ်ရှင်အဲ့တော့မင်းသမီးအသက်ဒီခြောက်လုံးမတီးတဲ့ဆရာလက်ထက်မှာရှိတယ်ကျမတို့အညာမှာကလီကတာရှိတယ်ဂရင်တို့အငိမ့်လို့ခေါ်တယ်ဂရင်တို့မင်းသမီးတွေအလုံးလုံးတဲ့အချိန်ပါအကိုတို့နောက်ဆုံးအလုံးလုံးရအောင်နောက်ဆုံးအလုံးလုံးပဲတဲ့ Thank you.